မင်္ဂလာပါကချွန်ဝေးသတင်းဌာနကအပတ်စဉ်သတင်းလာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်။ ကချင် wave ကိုပြောကြားတဲ့သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရမနေ့ကဇွန်24ရက်နေ့မှာကချင်ပြည်နယ်မုံညင်းခရိုင်ဟိုပေမြို့အဝင်တိုဂိတ်မှာထိုင်တဲ့စစ်ကောင်စီရဲတွေကို KPDF တွေကတွာရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီရဲ၃ဦးတေဆုံးပြီးလက်နက်တွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျာ။ တောဂိတ်အနီကကွန်းရဆိုင်ဘေးမှာလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဖို့ထိုင်ဆောင်နေတဲ့စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကိုမနေ့ကမနက်7:00နာရီမှာ Hoping KPDF အဖွဲ့တွေကလာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေထံကသိရပါဗျ။အဆိုပါဂိတ်မှာထိုင်တဲ့စစ်ကောင်စီရဲတွေဟာအရက်ဝတ်အတွင်နဲ့ခရီးသွားပြည်သူတွေထံကနေငွေတောင်းခံလေးရှိတယ်လို့လည်းသိရပါဗျ။ညမြင်တွေ့ခဲ့တဲ့ခရီးသွားပြည်သူတအူကလည်းလမ်းပေါ်မှာရဲနှုတ်တိဆုံးနေတာတွေ့ပြီးခုံပေါ်မှာတယောက်လဲနေတာတွေ့ခဲ့ရတယ်လို့ပြောပါဗျ။အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင် စီတပ်ကလမ်းတွားလမ်းလာဗီဒီယိုတွေကိုစစ်ဆေးရေးတင်းကြပ်တာတွေလုပ်ဆောင်ခဲ့တယ်လို့လည်းဒေသခံတွေကပြောပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကားမိုင်းဖက်ကန်လန်ကျောဘော်က KIA တင်းယူထားတဲ့နေရာတွေမှာစစ်ကောင်စီတပ်ကပြန်အထိုင်ချနိုင်မှုစူးစမ်းနေတာကြောင့်ဒီရက်ပိုင်းအတွင်းအဆိုပါလန်ကျောတွေမှာတိုက်ပွဲတွေပြန်လဲဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။ စီအနီဆက်သူတရင်ရင်းမြစ်ရဲ့ပြောပြချက်အရနတ်ရမတိုင်မီကြောက်ထုနဲ့မအူဝင်ရေကသာအနီးတဝိုက်မှာပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီးတိုက်ပွဲဖြစ်ပွားနေတယ်လို့တီးရပါတယ်။မိုးကောင်စကခသုံးလက်အောက်ခံစစ်ကောင်စီစစ်ကြောင်းတွေဟာထပ်မံစစ်ကြောင်းထိုးလာတာတွေလည်းရှိပြီးမေလာတုန်းကအင်အားအလုံးရင်းနဲ့ထိုးခဲ့တဲ့စစ်ကြောင်းတွေကနောက်ချန်အင်အားတွေနဲ့လည်းဖကန့်လန်းကျော်ပိုင်းမှာရန်ဖန်ရန်ခါတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စီအတရင်ရင်းမြစ်ကဆိုပါတယ်။စီအတရင်ရင်းမြစ်ကစစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာနှစ်ရမရောက်ခင်ခင်တောင်ကျေးရွာအနီးကအရင်စစ် စ်ကောင်စီတပ်ဖွဲ့တွေအထိုင်ချခဲ့တဲ့စူပောင်ဂိတ်နေရာမှာပြန်လည်အထိုင်ချထားတဲ့အနေအထားရှိပြီးလက်ရှိမှာနေရာအထိဆက်လက်နေရာယူလို့တဲ့သဘောရှိတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ April ကွန်ပိုင်းကအင်အား900ဝန်းကျင်နဲ့ဖားကန်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေတဲကအင်အား300ကျော်ဟာလက်ရှိမှာလုံခင်းဒေသတွေကိုရောက်ရှိနေပြီဖြစ်ပြီးလုံခင်းဒေသအတွင်းမှာစစ်ကြောင်းထိုးနေတာကြောင့်ဒေသတွေမှာစီးရီမတည်ငြိမ်မှုတွေလည်းဖြစ်ပွားနေတဲ့အနေအထားရှိပါတယ် စစ်ကောင်စီက2025ခုနှစ်ငြိမ်းချမ်းရေးညီလာခံကိုဒီကနေ့ဇွန်လ25ရက်နေ့မနက်ကစပြီးနေပြည်တော်မှာကျင်းပနေပြီဖြစ်တယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးမီဒီယာတွေကဖော်ပြနေကြပါတယ်။ Peace Forum 2025လို့အမည်ပေးထားတဲ့ဇွန်လ25ရက်နေ့ကနေ28ရက်နေ့အထိကျင်းပပြုလုပ်တော်မယ့်ဆွေးနွေးပွဲဟာပြည်ရင်းပဏိပခနဲ့ပြည်ရင်းစစ်ချုပ်ငင်းရေးအတွက်အခြေခံဆွေးနွေးကြမှာဖြစ်ပြီးအဆိုပါ Forum မှာရွေးကောက်ပွဲအလားအလာသုံးသပ်ချက်တွေကိုလည်းထည့်သွင်းဆွေးနွေးရမှာဖြစ်ကြောင်းစစ်ကောင်စီအောက်ကသတင်း ရင်မြစ်တွေကဖော်ပြထားပါဗျ။စကောင်းစီအောင်မီဒီယာတွေရဲ့ဖော်ပြချက်အရအဆိုပါဆွေးနွေးပွဲကိုတိယအထူးကိုယ်စားလှယ်သိမ်းရှိကျွန်းအပါအဝင်ရုရှား၊အိန္ဒိယနဲ့ UAE ကတန်အမတ်တွေအပါအဝင်နိုင်ငံ၆နိုင်ငံကတန်တမန်တွေနဲ့ပြည်ရင်းပြည်ပါကနိုင်ငံရေးတက်သည့်ပညာရှင်တွေတက်ရောက်ပြီးဆွေးနွေးပွဲမှာအဖွဲ့နှစ်ဖွဲ့ခွဲပြီးဆွေးနွေးခြင်းလုပ်ဆောင်သွားမယ်လို့ဖော်ပြထားပါဗျ။ဆွေးနွေးပွဲကို NCA လက်မှတ်ရေးထိုးထားပြီးစကောင်းစီနဲ့ဆက်ဆံရေးဆက်လက်လုပ်ဆောင်နေတဲ့တိုင်းနာလက်နက်ကိုင်ခုနှစ်ဖွဲ့နဲ့စကောင်းစီရဲ့ရွေးကောက်ပွဲဥပဒေအရမတ်ပုံတင်ထားတဲ့ ိုင်ငံရေးပါတီတွေနဲ့အရက်ဘက်အဖွဲ့အစည်းတွေလည်းတက်ရောက်ကြတယ်လို့တည်ရပါတယ်။အဆိုပါဆွေးနွေးပွဲမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူဂျင်မင်းအောင်လိုင်ကတိုင်းနာလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လက်နက်ကိုင်လမ်းစဉ်ကိုဆွန့်လွတ်ပြီးပါတီထောင်ပြီးနိုင်ငံရေးလမ်းကြောင်းပေါ်ကိုလာခဲ့ဖို့နဲ့တွေးဆုံဆွေးနွေးဖို့လမ်းကြောင်းအမြဲဖွင့်ထားတယ်ဆိုပြီးပြောကြားခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။စစ်ကောင်းဆောင်ကနိုင်ငံတကာတန်တမန်တွေရှိမှတိုင်းနာလက်နက်ကိုင်တပ်ဖွဲ့တွေကိုလမ်းကြောင်းဖွင့်ထားပေးကြောင်းပြောဆိုနေပေမဲ့မနေ့ကတီယန်နယ်လီထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးကိုနှစ်ကြိမ်လေးကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦး ဦးသေဆုံးခဲ့ပြီးကလေးသူငယ်နဲ့တက်ကြီးရွယ်ဦးတွေအပါအဝင်စုစုပေါင်း10ဦးဒဏ်ရာရခဲ့တယ်လို့ဒေတာရင်ပရာဟိတအသင်းတွေကနေသတင်းသိရှိရပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုစီစဉ်ကိုဒီမှာပဲရန်နာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။